ောအပြင်ကလိုက်တာဟာအကြည့်ဝဲလားအကြည့်ဝဲလားကာရီတာတူတူရောအဲ့လိုလားဆိုးတာဆိုးတာ momya เนเน่จีจ่าเลยตูอะไรမျိုးกูตุตุตัวกูยอบากูแลกูโลจินากูผิดฉินาชิโลชินตูโอจีจ่าเลยตูแลอะไรမျိုးเว้ยอ่ะ အပြင်မှာသူမသိရလို့မဆိုးပါဘူးချင်းချင်းပဲတကယ်ချင်းချင်းချင်းပဲကြီးကြတာပဲရှိတာပါလိမ့်မှာပါတယ်တကယ်ချင်းကမနမလို့ညီကိုလို့တူတူပဲသူနဲ့ကအရန်ခင်မို့အရန်ခင်တယ်အရန်လဲအဲ့လိုမျိုးဟိုဘာမှတိတ်ပြီးတော့လှုပ်ဝဲချက်မရှိပဲနဲ့ပေါင်းတဲ့တကယ်ချင်းမျိုးပေါ့ဟုတ်ဖုံးမရတော့အမြဲတမ်းကားတိုင်းစူးစမ်းပါတယ်ကာရိုက်တာအတွက်ဆိုရင်တော့သူကအများကြီးစူးစမ်းရလို့ဖြစ်တဲ့အတွက်ကြောင့်ဒီကားမှလည်းသူ့ရဲ့စူးစမ်းမှုတွေအများကြီးမြင်ရမယ်လို့မျှော်လင့်နေဟုတ် ဆိုလေးတကောင်ကြည့်ရတော့မယ်နော်လူဆိုးပေါ့အပြင်ကားလိုက်တာဟဲ့လားအပြင်ဝဲလားအပြင်ဝဲလားကာရီယာတူနေရောအဲ့လိုလားဆိုးတာဆိုးတာသူကအပြင်မှာသူမသိရလို့မဆိုးပါဘူးချင်းချင်းပဲတကယ်ချင်းချင်းချင်းပဲကြီးကြတာပဲရှိတာပါလိမ့်မှာပါတယ်တကယ်ချင်းကသူကတော့အစိုးခံရတဲ့နေရာမှာပါမယ်ပေါ့ပုံမေးပါတာပေါ့ပါတာပေါ့ပါတာပေါ့ဘယ်လိုမျိုးလေးဖြစ်ဆိုးပါလဲသူကပုံမေးကနည်းနည်းကြီးကြတယ်သူ အဲ့လိုမျိုးကိုသူသူသူရောကိုရောပါကိုလည်းကိုလိုချင်တာကိုဖြစ်ချင်တာရှိလို့ရှိရင်သူ့ကိုကြည့်ကြရတယ်သူလည်းအဲ့လိုမျိုးပဲမောင်နှမလိုညီကိုလိုတူတူပဲသူနဲ့ကအရန်ခင်မအရန်ခင်တယ်အရန်လည်းအဲ့လိုမျိုးဟိုဘာမှတိတ်ပြီးတော့လှုပ်ဝဲချက်မရှိပဲနဲ့ပေါင်းတဲ့တငယ်ချင်းမျိုးပေါ့ဟုတ်ဒီ character တွေကသူအရန်လှုပ်ချင်တဲ့ character တွေဖြစ်တယ်ပြီးတော့တကယ်လဲစ조사ထားတာကို trailer မှာလည်းတွေ့ရတယ်အခုလည်းထပ်ပြီးမြင်ရမယ်ဆိုတော့တငယ်ချင်းအတွက် congratulation ပါဒါတော့ကိုယ်တိုင်ရောဘာတွေလဲဖြစ်နေ အဲအခုလောဆယ်တော့မူဇလန်ဒရလေးတွေဝင်နေရေပေါ့နော်ဟုတ်အဲနောက် character လေးကတော့မူမင်နေဂျာထုံးစံတိုင်းပေါ့နော်မင်နေဂျာမဟုတ်တဲ့ character လေးနဲ့မြင်ရမယ်ဟိုပရိသတ်တွေရှင်းအေးရမယ့် character လေးပေါ့ဟုတ်ရမယ်ဆိုတော့ဒါပုံလေးလေးတင်တာတူရဲ့ဒီမှာဆောင်းဝတ်ဆောင်လေးဟုတ်တယ်မြမဝတ်ဆောင်လေးနဲ့မြမဝတ်ဆောင်လေးနဲ့ရှင်အေးရမယ့် character လေးကိုမြင်ရမှာပါဒါကတော့အများကြီးစူးစမ်းထားပါတယ်ဟုတ်ကိုထွက်ကောမြမဝတ်ဆောင်လေးကလာဘလောက်တာစစ်တင်းကြ မြဝဆောင်ဝေးရစိတ်တော့ကျင်ကျက်တယ်ဒါပေမဲ့ရာသီဦးတို့အရန်ပူတာ哦အဲဒါပေမဲ့မြဝဆောင်ဝေးရကတော့ကြိုက်ပါတယ်မြဝမြဝဆောင်ဆိုအဲ့လိုရိုးရိုးရှင်းရှင်းလေးဝေးရကြိုက်တဲ့ခါကျအဲကမ်းမှလည်းအဲ့လိုလေးတွေပဲဝတ်ထားပါတယ်မြဝကတော့အကုန်လုံးသဘောကျပါတယ်မြ character တိုင်းကိုလည်းတခြားလောက်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ character အရပဲအကုန်လုံးနေထိုင်တာဟုတ်ဟုတ်ဆိုတော့ကျကျရဲ့အဲ့လိုမျိုးမြင်ကြရတဲ့အတိုင်းလည်းမြင်ရပါတယ်မို့အပြင်မှာနေကြလွတ်လွတ်လပ်လပ်ပဲနေရတယ်ကာရိုက်တာနဲ့ဒါကာရိုက်တာနဲ့ပတ်သက်ရင်ဒါကာရိုက်တာအတိုင်းနေတာဆိုတော့ဟုတ် အော်အဓိကမြဝဝဆောင်ကတော့စိတ်နှုတ်ဝါတယ်လို့တော့ခံစားရတယ်။အိုက်ကားမရိုက်ခင်ကအဲ့လိုမျိုးဂျားထဲမှာလည်းအိမ်မှာလည်းမြဝဝဆောင်လေးနေပဲနေဖြစ်တယ်။အသားကြောင်အောင်လို့ပေါ့နော်။တကားလုံးအဲ့ဒါလည်းအရေးကြီးတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလေတော့ဝိရကတော့သဘောကျပါအရန်ပူလို့သာမိုးချင်တယ်။မကြောက်ပါဘူး။ဒါကတော့မူပြောလို့ character အောင်မြင်မှုပါပဲ။ character ကိုပြည့်တက်တရားအရင်တော့အဲ့လိုမျိုး character ကိုမုန်းနိုင်ဒီအနုပညာရှင်ကိုလိုက်မုန်းနေဆိုတော့ ခက်လည်းမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်ပေါ်တွေကနန္နာမအောင်ပဲမုံကြရဲဆိုပေမဲ့မို့တော့ချစ်ကြပါအဲမို့ကြတော့အများသောအဖြစ် character တွေ character တွေကလာတဲ့ character တွေပေါ့နော် writer တွေရဲ့အမြင်မှလည်းမို့ကရုပ်လည်းနည်းနည်းမာတဲ့ခါကျတော့အကုန်လုံးကအဲ့လို character မျိုးပဲပို့ပြီးတော့လာကြတယ်ဒါပေမဲ့အဲတချို့အခုနောက်ရိုက်ထားတဲ့ကားလေးတွေရှိတယ်ပေါ့နော်နှစ်ကားသုံးကားလားအဲ့ဒါလေးဆိုလည်း character ကွက်ကွဲကွဲပြားတယ်ပြီးတော့ main ကလေးအရင်ဆန်တဲ့ character လေးလာဖို့ရှိပါတယ်ဟုတ်တကားတကားဆိုလို့ရှိရင်တော့ဟိုဒါထိထားရပုံစံလေးအရင်ချိန်ချိန်မှာနော်ဟုတ် ဟုတ်တယ်တကားတကားနဲ့တကားအဓိက character ပေါ်မှာမူအကျင့်ယူတဲ့သဘောမျိုးပေါ့အဲ့ဒါလေးကအလေးအကျင့်လေးဖြစ်နေရတဲ့အတွက်ကြောင့်မလို့ပါပါအဲ့ဒီစိတ်ရုပ်ပြင်ဆိုမူကြတော့ဘာလို့ရှိရလဲအဓိကတော့မူဟိုဘယ်လိုပြောရမလဲ character တွေဇညောစရာတွေရဲ့ညွှန်ကြားချက်နဲ့ပဲသွားပါတယ်သူတို့ကဒီ character လေးကဒီလိုလေးဖြစ်ချင်နေဆိုရင်မူကအဲ့လိုလေးဖြစ်အောင်တော့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့မူအတွေးနဲ့ live ပြီးလုပ်ပေးရဖြစ်တော့ကြောင့်မလို့အဲ့လိုတယောက်ယောက်ကိုပုံစံယူရဲဆိုတာမျိုးထက် ဒီဇက်ကောင်ကိုပဲဥစားပေးပြီးတော့ကြည်ပါတယ်ဟုတ်အကုန်လုံးကအများကြီးစူးစမ်းလာကြတယ်အများကြီးစူးစမ်းမှလည်းရတော့မယ့်အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးကသူ့နေရာနဲ့သူမှအပြိုင်ဆိုင်နေအများကြီးစူးစမ်းနေကြတဲ့အတွက်ကြောင့်မလို့အကောင်းပါတယ်ကောင်းကောင်းတဲ့တင်ပါပဲဟုတ်အဲပရိသတ်တွေအားလုံးရာသီဥတုအရန်ပူလို့အများကြီးကြီးဆိုင်ကြပါလို့ပြီးတော့ကင်းဆိုတဲ့ဇာကားလေးမှာမွေးတငယ်ချင်းဖုံးမင်းကိုလည်းအများကြီးအားပေးကြပါအောင်ကင်းဇာကားလေးကိုလည်းအများကြီးကြီးဆွအားပေးကြပါအောင်